င်္ဂလာပါခင်ဗျာဒီတစ်ခါဖတ်ပြပေးမှာကတော့ဆရာနေစုရဲ့ကျင်းမျိုးတိုင်းပြည်လို့အမည်ရတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြကြပါအောင်ခင်ဗျာကျင်းမျိုးတိုင်းပြည် ဈေးချင်းအတူတူသုံးစီးမြောက်မှငှားတော်တော်ခီးတဲကိုမြင်ပြင်းကတ်သွားသည်ဈေးများသည်ထင်ပြီးမထူးတော့မှငှားတော်ခြင်းဖြစ်၏သို့တော့ထိုခီးတဲကိုကြာကြာစိတ်မဝင်စားနိုင်ပါ သူစိတ်ဝင်စားသည်ကပန်းတဲကလေးနှယောက်ကိုဖြစ်သည် အခုလဲရောက်ချလာပြီအချိန်အတိအကျကြီးမဟုတ်ပေမဲ့ဒီလောက်ဆိုရောက်နေကြဥဥပန်းဝယ်အောင်မလားမင်းကလေးကခက်သက်သွက်နဲ့စမေးသည် ယောက်ျားလေးကလည်းမနေပါဝယ်မှာပေါ့ဥဥမှာပန်းမှာမချိထားသေးတာဟဲ့ပန်းကတ်တာဟဲ့ဖះကိုကတ်တာပန်းချိတာမဟုတ်ဘူးသူ့ရင်ထဲကြည်နူးသွားသည်ငါးတန်း၆တန်းအရွယ်ဒီကလေးနှစ်ယောက်ကိုစူးလီတဝိုက်မှာစမြင်တာတပတ်နှစ်ပတ်လောက်တော့ရှိပြီမြင်နိုင်လေအင်္ဂါကလေးနှစ်ယောက်နဲ့မတိမ်မရင်အရွယ်မှုစိတ်ဝင်စား၏ပန်းကိုလည်းသူတို့စီကပဲဝယ်၍ဖះပူဇော်လေးရှိ၏ မင်းတို့ကတကုန်း2000တောင်းဝယ်နိုင်မကွာသူကတိတိကြီးနဲ့တမန်စားလိုက်တော့ကလေးနှစ်ယောက်မှကက်ကက်လန်ညင်းကြတော့သည်တကုန်း1500ပါအိုးရဲ့သူများမယောင်းနဲ့ဇေယောင်းတော့တမီးတို့ထမင်းငတ်တော့မှာပေါ့သူကတကုန်းစီဝယ်လိုက်သည်မင်းကလေးကဈေးတယ်ပြီးသားစွာအလားဆုံးပေးတာနော်ဟုပြောနေသည်ဤပြီးလျင်တစည်းပြီးတစည်းထုံးဝင်လာတော့ YPS ကားများစီတို့ပြေးကြတော့သည် ကလေးများပြီးပြီးသူတို့ပန်းကလေးတွေကို ရောင်းကုန်ကျင်ကြသည်မှာပြာရခန့်နေ၏ဟဲ့လူကူးမြင်ကြမှာကူပါတဲ့ဆရာမကတင်ထားတာနင်မမတ်မိဘူးလားလားအော်အေးပါစွာတိလမ်မာလေးကရွေလူချင်းပိုလုံးနေတော့သူရေပင်ရေမိ၏ကောင်းလေးကတော့စွာတိလမ်သမျှအသီးခံပုံရ၏ဥပုံဥပားနဲ့စွာတိလမ်လေးခေါ်ရလူကူးမြင်ကြစီပြေးလိုက်သွားသည် သူတို့တကောင်းနှကောင်းလောက်တော့ရောင်းခဲ့ရပုံပေါ်ပါသည် သူတို့နှစ်ယောက်မှာ တက္ကစီခီးတယ်တွေကိုသာအားကိုးပုံရ၏တက္ကစီသမားတွေနာဝဲနေတတ်သည်အခုလဲသူ့အနာပြန်ရောက်လာသည်မင်းတို့ဘန်ကနည်းနည်းလေးကျန်တော့တာပဲညံ့ညံ့ယူခဲ့မှာပေါ့သူကစေတနာထားတယ်လို့လို့နဲ့ဆ ả ၏ညံ့ညံ့ယူလာတော့ဦးဦးကနှကောင်းစီဝဲမှာမို့လားမင်းကလေးကညံကောင်းလာ၏ သူစီပြန်လာပတ်၍သူသဘောကျကျနှင့်ယဲမိ၏တခါတလေကျညနေထီမကုန်မှုဥဥရဲ့အော်အော်သူကကလေးနှစ်ယောက်နဲ့စကားလက်ဆောင်ကြရသည်ကျောင်းနေအရွယ်ကဖြစ်ပြန်ရုပ်ကလေးတွေကတနာကမနဲ့ဖြူဖြူချောချောလေးတွေဖြစ်ပြန်မှုပန်းရောင်းနေသည်ကိုအလုံးနဲ့လူမလိုက်သလိုခံစားနေရ၏မင်းတို့ညနေဆောင်ထီမနေပါနဲ့မကုန်လဲဘဲတက်နိုင်မလဲပြန်ပေါ့ ခေကကောင်းတာမဟုတ်ဘူးလူပြက်တဲ့နေရာတွေတော်မရောနဲ့သူကရင်းနှီးလာသည်နဲ့သူတက်နိုင်သည့်ဘက်ကပြောပြလေရှိသည်ဒီခေကြီးတဲ့လမ်းပေါ်တော်လာနေရသည့်ကလေးနှစ်ယောက်ကို သူစိတ်မချမိမိကပြန်လာခိုင်းပါတယ်တမီးတို့ကရောင်းချင်လို့ရောင်းတာထိုစဉ်အမျိုးသမီးခီးတဲ့နှူတက်စီလာငါသည်အန်ဒီပန်းဝဲပါအောင်လားကိုခီးတဲ့ကိုဈေးအတင်းထိုးရောင်းတာကိုမကြိုက်လာတော့လေ ကလေးနှစ်ယောက်သည်ခရီးတွေကမဝယ်သေးဘူးကွယ်ဆိုလေနှစ်ခွန်းထက်မရောက်တာမို့သူခွန့်လွန်ရ၏အေးကွယ်ပေးပေးတယောက်တကောမင်းတို့အန်တီမီအရွယ်လေးတွေမို့တနာလို့ဝယ်လိုက်တာကြည်စမ်းသူ့မိဘတွေများခိုင်းရပါကွယ်ကားမောင်းထွက်ခဲ့တော့ကလေးနှစ်ယောက်မှာမဟာဗန္ဓုလပန်းချံပက်စီတွားနေကြသည်ကိုကားမှန်မှနောက်ကျောများကိုဖြက်ခနဲတွေးလိုက်ရ၏သူတို့မိဘများက ခန်းရကြ၍ခန်းရသည်တော့သူမထင်မိပါဘီတသက်ကမနေနိုင်တော့မှ သူနားလာ၍မေး၏ကလေးအဝတ်တွေထည့်ပြီးဘာလို့မလုပ်လဲဘာမှလုပ်ပါဘူးမသိစေချင်၍မပြောတော့တသက်ကအပိအကံတွန့်တူလာတာမဟုတ်တော့လေသားသမီးအဝတ်အထည်တော့ပေးလိမ့်မရှိအဝတ်အစားဆိုတာသူတို့မဝတ်ချင်မှမသိဝတ်ချင်မှမသိယူသွားပြီးမှမဝတ်တော့ကိုပေးရတာဘာအကျိုးရှိသေးလဲ ကိုသားသမီးအင်ဂျီလေးဟိုကြောင်တို့ဟိုကြထိုးကိုကတယုတ္တိယတင်ထားရတာတက်တက်စကားကိုဘာမှပြန်မပြောတော့တော့လေဟုတ်ပါတယ်လေဟူအောင်မေကသားနဲ့သမီးအင်ဂျီတို့ကိုပြန်ထားလိုက်သည်အရဲ့ထဲလေကလေးတွေကြောင်းထွက်လိုက်ကြတာလေးတန်းငါးတန်းနဲ့ထွက်မှာတော့ဘာခိုင်းစားလို့ရမှာလဲမြင်းမြင်းအိမ်တော်ကြကြမှာရှိတာပဲအင်းလေးခိကလည်းတေးရေးထန်နေရေးခက်ဆိုသလို တသက်ကခန်းကြီးကြီးပြော၏အဲ့ဒါသူတို့ကိစ္စပါတသက်ရအဓိကကကိုမိသားစုအဆင်ပြေဖို့ပဲသူကတသက်ကို ပူတဲ့ရန်ကောဟုဆုံးမိ၏အိမ်ရှိက အပူအိမ်နောက်မချမ်းသာရှင်ကိုရဲ့ွက်ထက်ကဆိုတော့စိတ်မကောင်းမိတာပဲတသက်လိုပင် သူလဲပန်းတယ်ကလေးနှစ်ယောက်ကိုခေယူနာတက်မိတာအမှန်ပဲသို့တော့ကိုလဲကဲတင်ရှင်မလုံနိုင်ပါ ခေကိုယ်သာပုံချရင်မသိချင်အောင်စောင့်နေရ၏မနေ့ကျတော့တက်တက်ပေါင်းထားသောကောင်းချင်းမောင်းပူပူနွေ့နွေ့နဲ့ထញံလေးငါးခဲကိုအိတ်ထဲထည့်၍ကားနဲ့ထွက်ခဲ့တော်သည်ကောင်းချင်းမောင်းပါသည်နေမှကလေးနှစ်ယောက်ကိုတော်တော်မြှော်လိုက်ရ၏ရောက်လာတော့လေကလေးပီပီမြင်ရင်ရှက်ရည်စားလိုက်သည်မှာပြိုက်ခနဲကုံသွား၏ဥဥကိုလည်းတမိကဒီနေ့ပန်းလာကားပေးမယ်အမလေးတော်ပါပြီဗျာဝယ်မှာပါ ီနေ့တော့သူကလေးနှစ်ယောက်နဲ့စကားကောင်းကောင်းမပြောရခရီးတယ်များလာသည်ရောက်ကလေးကသုံးောက်လိုက်ရပြီးပြီကလေးနှစ်ယောက်လည်းသူ့အနာကက်ချိန်မရသူစုလေးပြန်ရောက်တိုင်းမဟာဗန္ဓုလပန်းချံပစီမှာစုလေးဖျားနာမှာကားလမ်းပေါ်မှာကုကြည်တန်းကြီးတွေ့ရသည်ဒီအရွယ်လေးတွေနဲ့မိသားစုဝင်ထမ်းနေရတော့လဲပင်မန်းတီမထင်ချာနေတိုင်းပန်းလာရောက်ကြပြီးမွန်းတဲလောက်ဆိုပြန်ကြ၏ တားအမေက38လမ်းမှာဈေးရောက်တာသူ့အမေရောပဲတားတို့ကအိမ်နီးချင်းလားဟုတ်တယ်တလန်နေပဲတာဂီတာကဟုဆိုသည် အရင်က တာဂီတာမှစူးလီ38လမ်းကိုဈေးလာရောင်းလေးရှိမှန်းသူမသိမိဘများနဲ့အတူလာသည်ဆို၍သူစိတ်တော့အသက်တရာသည်ပန်းကဘာလို့ရွှေပန်းကိုပဲမရောင်းတာလဲပန်းဝယ်တဲ့သူကိုရွှေတို့ငွေတို့ဝယ်အောင်လေး မိန်းကလေးကရေ၍မအေးတင်ပေးထားသည်ကို ပြောပုံရသည်။ကောင်းကလေးကတော့ရိုးရိုးမို့ငြင်း၏။သားတို့အိမ်ဘက်တွေက ရွှေပန်းရုံငွေပန်းရုံကြီးတွေရှိတယ်။တခါကပန်းဝင်ရင် ပြောခဲ့ပူကြသည့်စကားများကိုတတိယနေရင်ဒီနေ့မျိုးတော်ဝင်ရုံအနာတိတ်မကက်တော့ကလေးနှစ်ယောက်ကို သူတခါတခါမျက်လုံးဝေးကြည့်၏။နေအတော်မြင့်မှပန်းသုံးလေးကုန်းစီနှင့် ရောက်ချလာတော့သည် န်းအားလုံးကုန်မှပြန်ချမ်းမိပုံပဲထမင်းစားခဲ့ကြပြီမဲ့ဒီအချိန်တော့စားချမှာပဲလက်ထဲပိုက်ဆံရှိနေကြတာပဲလေဟုဆိုကအောင်းမေရသည်ကြောင်းမနေချင်ကြဘူးလားမင်းတို့သူကအရင်ကမမေးဘူးဟု၍ရှောင်းခဲ့တော်စကားကိုမေးလိုက်၏ဒီထက်သူမအောင်ဤနိုင်တော့ပါနေရှင်နာပေါ့ဟုဖြေတာကလည်းတတ်တောင့်တတ်တာမို့တော်ပါသေးရဲ့ဟုအောင်းမေရ၏ ကျောင်းမနေကြခြင်းအကြောင်းကိုသိကျင်၍စာအခြေအနေကစပြီးမေးလိုက်၏သူကပို့တော်တယ်ဟုတ်လားကဲမင်းတို့အဆင့်မတူကပို့တာလေသူတားကရှေ့ရတာသူကတုံးရတယ်ယောက်ျားလေးကခက်ရှက်ရှက်နဲ့ပြုံးရပြုံး၏အမေတဲဟုတ်ပါလားကွမင်းတို့ကြောင်းဆက်နေကြပါလားဒီတခါတော့ငိုချင်းရဲ့လက်တို့အလိုက်မသိစွာ ပြောမိလိုက်၏ ကလေးနှစ်ယောက်၏ခက်ရှင်ရှင်အမှုအရာများပျောက်သွားသည်မမီကနောက်နှစ်မှထားနိုင်ပါတဲ့ဒီနှစ်ကအင်္ဂါကကလည်းဈေးတက်လာလို့ဈေးကလည်းရောင်းမကောင်းမှုတဲ့မိန်းကလေးကကြောင်းပြန်တက်ရင်မြုံလင်းချက်များရှိနေ၍ဝမ်းသာရသည်တားကတော့မနေတော့ဘူးဟဲဘာလို့လဲကောင်းကလေး၏အခြေအနေကို အခုမှမိန်းကလေးလည်းသိပုံရ၏အံ့အံ့ဩဩဖြစ်နေသည် ဟုတ်သားပဲမင်းကလည်း ူပြန်နေရင်မင်းလည်းပြန်နေပေါ့သူကဒုတိယအကြိမ်အလိုက်ကန်းစုံမသိဆုံးမိပြန်သည်တကယ်တော့တငယ်ချင်းနှစ်ယောက်ပန်းရောင်းတော်လည်းအတူကြောင်းသွားတော်လည်းအတူဖြစ်စေခြင်း၍ပြောမိခြင်းဖြစ်၏တားကအငယ်နှစ်ယောက်ရှိသေးတယ်အငယ်နှစ်ယောက်ကြောင်းထားရမှာမို့အမိကတားတော့မထားနိုင်တော့ဘူးတဲ့ကလေးနှစ်ယောက်ကတော့ပော့ပော့ကလေးပင်ဖြေကြ၏သူ့မှသာရင်ထဲလေးကြံရည်သည်တရေရိတ်တက်လာတော့ကုံစင်းနှုံး အိမ်လာကမိတာကများနဲ့အထွေထွေကုန်ကြစေများသည်လူမမယ်ကလေးများကိုတဖြည်းဖြည်းလမ်းမော်သို့ဆွဲချလာနေ၏တောင်မင်းကိုမြောင်မင်းမကယ်နိုင်တာသမီးကိုမိဘမကယ်နိုင်သောခေကြီးပါပဲဟဲ့ဟိုမှာကားနေလာပြီလာသွားစို့သူအတွေ့ကောင်းနေစဉ်မင်းကလေးကကောင်းကလေးကိုခေါ်ကနှစ်ယောက်သားတုတ်ခနဲသူ့အနာကထွက်သွားကြ၏ လူကူးမြင့်ကြကကူးရအောင်လေ။ကောင်ကလေးက"သူမှတ်မိပြီ"ဟုဆိုချင်ပုံရ၏။မိန်းကလေးက"သူစည်းကမ်းသူပြန်ဖြတ်ချင်ပုံရသည်"လုံမနေနဲ့မြင်းနဲ့နီးနီးလေးပဲ။ကလေးနှစ်ယောက်၏အပြောကိုသဘောကျနေကဲ။စူလီဘက်မှအိမ်စီကားတစ်စီးကပြေးလာသည်။ကလေးနှစ်ယောက်သည် အချိန်ရသေး၍ကားရှိတဲ့တဲမှဖြတ်ကူ၏။ချက်ချင်းဆိုသလို YBS က အင်းစည်းကားနှင့်လိုင်းချင်းပူး၍ခက်ပြင်းပြင်းတက်လာသည်သူယင်ပူသွား၏နောက်ပြန်ဆုတ်ရင်လည်းအချိန်မမီရှေ့ဆက်ပြေးရင်လည်း YBS ကိုမကြော်နိုင်ကလေးနှစ်ယောက်လည်းထိုတို့တွေ့ပုံရ၏တို့တော့ရှေ့ဆက်ပြေးမြင်ထင်ထားသောအင်းစည်းကားသည်ကလေးနှစ်ယောက်ကိုဖျက်တိုက်မိလိုက်တော့၏ပန်းကုံများကကားလမ်းပေါ်လွန့်ဆန်သွားသည်ဒိန်ဂျလိန်နဲ့သွေးပြက်ဖွယ်ရှင်နှက်ဖွယ်အတန်နဲ့အတူ ကလေးနှစ်ယောက်မှာတွတ်တွတ်ခါ၍လမ်းပေါ်တကွဲတပြားစီလွန့်ထွက်သွား၏။တွေးဆံများကလမ်းတစ်ခုလုံးအိုင်ထွန်းသွားသည်။ဝင်းကျင်တစ်ခုလုံးခဏတာတိတ်ဆိတ်ချောက်ချနေ၏။လမ်းမပေါ်တွင် ကလေးနှစ်ယောက်သည်ကာချိုးပြတ်သွားသော ရုပ်သေးရုံများလိုငြိမ်သက်နေတော့၏။သူ့ရင်ထဲတစ်ဆို့လာ၏။မျက်ရည်များလဲလာသည်။ဘသူ့ကိုအပြစ်ဖို့ရမှန်းမသိ။អបិជ្ឈិននេះទី ။ကျောင်းနေရွယ်ကိုကြောက်မထားပဲဈေးရောက်ခိုင်းသည့်သူတို့မိဘတွေကိုလား။ကာသမားကိုလား။အန်နီရဲ့ကိုကြုံမတွေ့တဲ့သောအပြုံးချိုချိုများနဲ့ကလေးနှစ်ယောက်ကိုလား။ငါးရင်းအရွယ်ကလေးနှစ်ယောက်ကျောင်းမနေရပဲလမ်းပေါ်ဈေးရောက်နေရသည်မှာနိုင်ငံ့အမှားပဲဖြစ်ပါလိမ့်မည်။မင်းတို့လူကူးမြင်းကြားကကူရော်ပေါ့ကွယ်ထိုစကားဖြင့်သူ့ကိုယ်သူဖြည့်သိမ်းရသည်ကိုပင် သူချဲ့လာသည်ဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်အားလုံးပဲအန်ရီကင်းပြီးကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ